်ငြိမ်းချမ်းရေးသဘောတူညီချက်အတွက်ယူကရိန်းကနယ်မြေစိုးရမည်ဟုကန်နိုင်ငံခြားရေးဝန်ကြီးဆုံးရုရှားနဲ့ယူကရိန်းဘလို့ငြိမ်းချမ်းရေးသဘောတူညီချက်ကိုရယူတာဖြစ်စဉ်ယူကရိန်းနိုင်ငံကနယ်မြေမလွဲမသွေဆွတ်လို့ရမှာဖြစ်ကြောင်းဆော်ဒီအာရေဗျာကိုရောက်ရှိလာတဲ့အမေရိကန်နိုင်ငံခြားရေးဝန်ကြီးမာကိုရူပီယိုကပြောဆိုလိုက်ပါတယ် အမေရိကန်တမရဒေါ်နယ်ထရန့်နဲ့ယူကရိန်းတမရဇီလမ်စကီတို့မကြသေးမီကအင်ဖြူတော်မှာအငင်းမွားစကားများမှုဖြစ်ပြီးနောက်အမေရိကန်ကယူကရိန်းကိုစစ်ရေးအကူအညီအားလုံးဖျက်ဆီးခဲ့တာဖြစ်ပါတယ်။အဲဒီနောက်ဇီလမ်စကီကအမေရိကန်နဲ့ဆက်ဆံရေးပြန်လည်ကောင်းမွန်ဖို့ကြိုးစားနေတာဖြစ်ပြီးကန်နိုင်ငံသားဝန်ကြီးနဲ့ယူကရိန်းအစိမ့်တာဝန်ရှိသူတွေဆော်ဒီအာရေဗျနိုင်ငံမှာနှစ်ဖက်တွေ့ဆုံမှုပြုလုပ်ကြမှာဖြစ်ပါတယ်။ မာကိုရူပီယိုကဆော်ဒီအာရေဗျကိုလာတဲ့ခေတ်ဆင်အတွင်းယူကရိန်းအနေနဲ့နေမြေဆုံးရှုံးမှုများစွာကိုလက်ခံရမှာဖြစ်ကြောင်းသတင်းထောက်တွေကိုပြောဆိုခဲ့တာဖြစ်ပါတယ်။2014ခုနှစ်အတွင်းရုရှားကယူကရိန်းပိုင်းခရိုင်းမီးယားဒေသကိုကျူးကျော်သိမ်းပိုက်ခဲ့ပြီး2022ကစပြီးယူကရိန်းနိုင်ငံကိုကျူးကျော်ဆင်တိုက်ခိုက်နေခဲ့တာကဒီနေ့အချိန်တိုင်းဖြစ်ပါတယ်။ ရုရှားတပ်တွေကယူကရိန်းနိုင်ငံအရှေ့ဘက်ဒေသတွေကိုသိမ်းပိုက်ထားပြီးအမေရိကန်စစ်ရေးအကူအညီတွေယူကရိန်းကိုရပ်တန့်လိုက်တဲ့နေကစားပြီးရုရှားတပ်တွေကယူကရိန်းမြို့တွေကို အရှိန်မြှင့်တိုက်ခတ်နေတာဖြစ်ပါတယ်။ဆာဒီအာရေဗျာဟာရုရှားယူကရိန်းနဲ့အမေရိကန်တို့ဆွေးနွေးမှုတွေအတွက်အကျိုးတော်ဆောင်အဖြစ်ပါဝင်နေပြီးပြီးခဲ့တဲ့လကရုရှားနဲ့ကန်ကုစလဲအဖွဲ့သွေးဆောင်မှုကိုလည်းကမကထာပြုခဲ့ပါတယ်။ တဖက်မှာလည်းဒေါ်နယ်ထရကရုရှားသမ္မတပူတင်နဲ့တွေ့ဆုံဖို့အတွက်ဆော်ဒီအာရေဗျာဟာတည်တော်တဲ့နေရာတစ်ခုဖြစ်ကြောင်းထုတ်ဖော်ပြောဆိုထားပါတယ်မြန်မာကုန်ရဲ့သတင်းမီဒီယာမှာနောက်ဆုံးရနိုင်ငံတကာသတင်းများကိုသိရှိနိုင်ဖို့ like share subscribe လုပ်ပေးခြင်းဖြင့်ကူညီနိုင်ပါတယ်ရှင်။